နင်းတရာငါအရန်ပြင်းမှန်းနေတဲ့အကြောင်းပြောပြခြင်းနဲ့နင်းတရာဝေကြီးစနစ်တွေအကြောင်းအဖွဲစီတွေအကြောင်းကောက်ခြင်းမှုကို ကောင်းတဲ့ဘက်မှာအသုံးချရတဲ့အကြောင်းငါအရင်ပြင်ပန်းနေပြီနင်တရာလွယ်ခဲ့တာတွေဟာလည်းလွယ်ခဲ့ပါပြီကြပြဆန်လို့မရတဲ့လက်တွေပေါ်အကြောင်း လာပြောပြခြင်းနဲ့နင်းတရာကြောက်ွယ်လွယ်တဲ့ဖန်ပလင်းတွေဟာဈေးကြီးတဲ့အစိတ်တွေမီးအောင်စုံနေကြဆူညံတဲ့တွေကြလူတွေကြလုံးထွေးရင်အပျော်ပါရှာခဲ့ရတဲ့ရက်တွေငါအရန်ပြင်းမှန်းနေပြီနင်းတရာ မင်းဘယ်စီရောက်နေလဲဘယ်သူခန်းထဲမှာရှိနေမလဲငါလဲမိမတယောက်ကိုဖက်ပြီးမင်းကိုတတိယချင်းရနေမှာနင်းတရာ လင်းစိအတက်ကြရတဲ့အတူတက်ခဲကြတဲ့လေကတိလေးတွေပဲငါပြန်ပြန်တတိယနေရာ ခက်လို့လူနေမှုစနစ်ကြီးတယ်မှာလူတယောက်ကိုတတိယနေဖို့ဆိုတာလွယ်သလားနင်းတာစိတ်တရားလေးအတိုင်းထားခဲ့ပါကျူးလစ်ပန်တွေနင်းနာရပြန်ပြီနင်းတာနင်းစီနေနေလှနေမယ် ရှင်ဘုံလေးကိုပဲငါဆွဲလန်းခဲ့ရတာဖြူဝင်းနဲ့ပေါင်တယ်မွေးအစ်တဲ့ရှင်သားတွေပေါ်ပေါ်ပေပေရနေတဲ့ကပါမှာမင်းချင်ညာပနဲ့လေးပဲငါအိမ်မက်မက်ခဲ့ရတာနင်းတာဖြူစင်မှုဆိုတာတလားဝင်းပလူတကောင်ရဲ့နှလုံးသားတယ်လား ငါအရန်ပြင်းမှန်းနေခဲ့ပြီနဲ့တလားမချေပန်းတခွင်ခူးပေးရတာအစားပြင်းမှန်းရတယ်နဲ့တလားမင်းပြန်မှမှာဆိုလို့ မတုံမလောက်လက်ထွက်ပေးရတာလေချစ်ချင်းမြတ်တာပါပဲနောက်မှာအလဲလဲကွဲကွဲဖြစ်တာတော့ကိုဘွားနဲ့ကိုပေါ့ငါ့ကိုမရွေးချင်တာနဲ့ပဲတယောက်ယောက်ကိုရွေးချယ်လိုက်ရတာမျိုးမဖြစ်စေနဲ့တင်တာ မရဲ့ဆက်တာထက်မင်းရဲ့ဆက်နိုင်မှန်းသိပါတယ်နင်းတရာမင်းတမျက်မှုမှာပြတ်တောက်ခဲ့ရတဲ့တန်ရောစင်တွေပါနပြားတပါလို့တည်ငြိမ်ခဲ့ပါတယ်ငါရဲ့စိတ်ကံစားကြ သွေးထွက်နေတဲ့နင်းတရာလူတွေအများကြီးရှိပါနေပြီ။ငါမင်းတော့ကိုပဲပြေးဝင်ခြင်းမိတော့ရင်ကျက်ချင်အောင်ဆောင်းထားတဲ့ကလေးငယ်တွေလားနင်းတရာဝေးကြီးစနစ်တွေ့တယ် ငါ့ဘဝတစ်ခုလုံးမျောချပြစ်လိုက်ရတာမင်းစီမရောက်နိုင်တော့တဲ့နှစ်ကာလတွေမှာအိပ်ပျော်အိပ်ဖို့အပျော်မယ်တယောက်လို့အမလားဝင်ပလူတကောင်လုံးကကုတ်ချင်နေထိုင်ခဲ့သမျှမင်းနဲ့မှသွေးထွက်တန်ရောတန်ရောစင်များကြိုက်ခဲနေတဲ့အနာရီ မင်းလက်ဖွာတဲ့အထိမှာတတ်တာမယ်လူပါနင်းတရာပြန်လာပါလေငါဘဝတခြားလုံးမန်တင်းပြီးနေခဲ့သည်များအခုမှလူတယောက်ကိုမဖြစ်မနေလိုအပ်ခဲ့ရ။ကြပြားစရာမဟုတ်ပဲကြပြားရည်တက်ခဲ့ရ။ မက်ချီပြတဲ့ခင်ဖုံးတော့ဝေခင်ခင်ပြူရီစောင့်နေတယ်ဆိုရယ်ဆရာအောင်ချင်းကပြရီတယောက်ယောက်ရဲ့ကဘာမှာတတတဆွဲထင်ကြံခဲ့တယ်အမည်နာမတွေပါပဲနင်းတတချစ်ချင်းမြတ်တာနဲ့မသက်ဆိုင်သူပါ ကဘာမြေကြီးနဲ့ရှင်ဘာမှမဟုတ်သူပါ တို့ပဲမင်းနဲ့ရှင်လာရင်တော့ကဘာကြီးလည်းဘာမှမဟုတ်ငါလောက်ဖြစ်နိုင်နေနေတာမင်းစီကငါမရခဲ့တဲ့ဘဝမျိုး တခြားလူတယောက်အလွယ်တကူရခဲ့ပါတယ်တရားတစ်ချက်ကလွယ်ဘာမှပြန်ပါမလာခဲ့ဘူး

ဘသူနဲ့မှမအိပ်ဖူးတဲ့မိမအောင်မှတမူထားမယ်လို့စေချောသက်အရွယ်တော်ကမပြောခဲ့ဘူးလေအခုတော့လေအဲ့ကိစ္စကိုမင်းမပြပြဖြစ်တဲ့အထိအမျိုးသမီးတယောက်နဲ့အတူရင်မောမိခဲ့ကြတာပါ